တရုတ်သမ္မတရှီကျင်းပြင်ကတိတ်မကြခင်မှာပဲအမေရိကန်ကိုအလဲအပတ်ခီးစဉ်လာရောက်နိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောင့်အတင်းဆုံးပြိုင်ပတ်နှစ်နိုင်ငံကြားကုန်သွယ်ရေးမူဝါဒဆိုင်ရာတင်းမာမှုတွေတောက်လျှောက်မြင့်တက်လာတဲ့အခြေအနေမှာရှီရဲ့အမေရိကန်ခရီးစဉ်ဖြစ်မြောက်နိုင်ခြေကိုထရမ့်ကမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာ Wall Street Channel ကအမေရိကန်နဲ့တရုတ်တို့ဟာဂျွန်လထဲမှာထိပ်သီးဆွေးနွေးပွဲတစ်ခုကျင်းပပြီးနှစ်ဖက်ကောင်းဆောင်တွေတွေ့ဆုံဖို့ညှိနှိုင်းနေကြောင်းဖော်ပြခဲ့ပါတယ်။ အမေရိကန်မှာထရမ့်အာဏာရလာတဲ့အချိန်ကစလို့တရုတ်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေရဲ့အတွင်းကုန်တွေအပေါ်အခွန်နှုန်းထားတွေကိုတိုးမြင့်စီးကြက်ခဲ့တဲ့နောက်အဲ့ဒီနိုင်ငံတွေနဲ့အမေရိကန်ကြားကဆက်ဆံရေးမှာပြဿနာတွေရှိလာပါတယ်။တရုတ်နဲ့ကနေဒါတို့ဟာထရမ့်ကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်အတွင်းကုန်တွေကိုအခွန်တိုးမြင့်ကောက်ခံဖို့အစီအမံတွေကြေညာထားပြီးပါပြီ။ထရမ့်ရဲ့အခွန်မြင့်တက်မှုတွေဟာကုန်သွယ်ရေးဆက်ပွဲတစ်ခုစီဥတီလာနိုင်ပြီးတရုတ်တို့အထိခိုက်မှုကြီးမားနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ထားပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်မှာတော့တရုတ်အစိုးရကလက်ရှိအခြေအနေတွေအတွက်တွေ့ဆုံဆွေးနွေးဖို့အမေရိကန်ကိုအဆိုပြုခဲ့ပါတယ်ရှင်။